မင်္ဂလာပါခင်ဗျာဒီနေ့တော့ကောက်စီမြင့်နဲ့အတူရေးကြီးလာတဲ့ကောက်ခွင်းထဲမှာဆောင်းရမ်းရှောင်းရမ်းဘာမလုပ်ရဘူးလဲဘာလုပ်ရမလဲစတဲ့ဆောင်းရမ်းရှောင်းရမ်းအကျဉ်းပြင်းလေးပြပြကြပါတယ်ဒါတွေကဂေါ်ဖာရီယောခယ်ရီဒီယောတိတိတိပါတိထားတယ်ပါတယ်ကျွန်တော်တို့ကောက်ဒီအားကစားဆိုတာက ရွာပေါင်းစုံကကစားတယ်ဆိုပေမဲ့ဒီကွင်းနဲ့ဒီနေရာကိုရောက်လာပြီဆိုရင်ဂုံတိတ်ခါဆိုတဲ့ခေါင်းစဉ်နဲ့တိုင်းနာဆောင်ရဲနိုင်မှလူတွေရဲ့အထင်ရင်တိတ်ရှုံချခြင်းမခံရမှာဖြစ်ပါတယ်။အဲဒီတော့ပထမဆုံးကျွန်တော်တို့ခေါင်းကွင်းနဲ့လာပြီဆိုရင်အရေးကြီးဆုံးတစ်ချက်ကဝစားစီမှုပါ။ dressing coat ကိုရူဆော့ကော့မှာအတိအကျမတတ်မှတ်ထားပြီးမဲ့ရူရရင်ကျေးမှုထုံလန်းစင်လာတဲ့အရာသတ်မှတ်ထားရရှိပါတယ်။ column bar ရဲ့အင်ဂျီလိုဝရမယ်။ကဘတ်ပါရမယ်။ဘောင်းမီအတူသုံးဖို့အရှိသုံးဖို့ဖိနပ်ပါရမယ်။အကျဉ်းချင်းတော့ဒီလောက်ပါပဲ။ဒီ dressing coat ကိုအဓိကသတ်မှတ်တာကခေါက်ကွင်းတွေက comedy တွေကသတ်မှတ်ရပါတယ်။ ကိုယ်ကောက်သွင်းမှာဘလို့ကစားရမယ်ဘလို့ဝစ်ဆုံမျိုးဝစ်ဆင်ခွင့်ပြုမယ်ဘလို့ဝစ်ဆုံမျိုးကိုဝစ်ဆင်ခွင့်မပြုဘူးဆိုတာကကောက်သွင်းတွေကအမှန်ရတယ်ဖြစ်ပါတယ်ဆိုပါစို့ရန်ကုန်မှာဆိုရင် defense queen လို့မျိုးမှာ omito ကိုခွင့်မပြုဘူးကျန်တဲ့ queen အားလုံးမှာ omito ကိုခွင့်ပြုတယ်ဒါတွေဒီ club guide ရွေးချယ်တဲ့ club ရဲ့ dressing code ဖြစ်ပါတယ်ဒါမဲ့ tradition နဲ့အပြင်ကတော့ကျွန်တော်ခုနကပြောတဲ့ column မပါတဲ့ဥစားတွေမဝရဘူး။ကာဂိုပန့်လိုမျိုး AG တွေနဲ့မဝရဘူး။ ရှုံချိုးပေါင်းမိတယ်မဝေရဘူးအဲချီကွာဒရာပေါင်းမိတယ်မဝေရဘူးစတရားဖြင့်ဒါကတော့ကျမ်းမြ generally သတ်မှတ်ထားတဲ့ခေါင်းကွင်းရဲ့စံနှုန်းတွေဖြစ်ပါတယ်ဝိစုံကြီးဝိစိပြီးတော့ကစားကြရပါတယ်အစိုးရအစိုးရနဲ့ကွင်းနဲ့မဝင်ရဘူးအဲကလပ်စားတော့ဆိုင်ဒီမှာလဲဆွတ်တဲ့ချမ်းကြကြီးနဲ့မထိုင်သင့်ဘူးစတိအချင်းက Rules of Golf ကတတ်မှတ်ထားတာမဟုတ်ပဲနဲ့ ြစ်ဖို့အရာရိုးရယဉ်ကျေးမှုအရာအလိုအလျောက်သတ်မှတ်ထားပြီးသားကိစ္စတွေဖြစ်သလိုဘုတ်ကကွင်းရလဲ dressing code ကိုသတ်မှတ်ပေးရပါတယ်။ပုံကွေးစင်ကျင်တဲ့ dressing code မျိုးကိုကြိုတင်ပြီးတပည့်ထားလို့ရပါတယ်။ဒါက dressing code ပါ။ကွင်းနဲ့ရောက်လာပြီးဒီကုပ်ပေါ်မှာစပြီးတက်ပြီးဆိုတာနဲ့တောင်းနေတောင်း respect ရှိဖို့ရည်ကြည်ပါတယ်။ကယ်ဒီကိုဖြစ်စေ coffee အချင်းချင်းဖြစ်စေ ကယ်ဒီမှဆရာကိုဖြစ်စေဆရာကကယ်ဒီကိုဖြစ်စေ respect နဲ့ကျွန်တော်တို့တယောက်ကိုတယောက်လေးစားသမှုနဲ့ပွဲကိုစတင်ရပါတယ်။ honor ပေးရမယ်လို့ honor ပေးမယ်အအချက်ရင်တဲ့လို့ honor ပေးမယ်ဒါတွေကြတော့ god senior နဲ့ကစားသွားရင်ဟောစီမျိုးတိထားဖို့ရေးကြည့်ပါတယ်မတိထားရင် ကိုလုံးတဲ့ပြုမူက respect မရှိတဲ့ပြုမူတစ်ခုလည်းဖြစ်သွားနိုင်ပါတီကုံပေါ်မှာအလှည့်ကျော်မရိုက်ပါနဲ့တီကုံပေါ်မှာ dressing ယူတဲ့ cover dressing ယူနေတဲ့အချိန်မှာအတန်စူညံစွာဖြစ်ဖြစ်တိုးတိုးဖြစ်ဖြစ်စကားမပြောပါနဲ့လှုပ်ရှားမှုမလုပ်ပါနဲ့သူရဲ့ team area ဖြစ်နိုင်ရင်တော့ tee box အပြင်မှာနေပြီပါဒါတော့မှသူရဲ့နောက်တက်တဲ့နေမကြည့်ပါနဲ့ဆိုင်လမ်းကြောင်း ူရိုက်နိုင်ကြောင်းနောက်တစ်ရက်နေသွားပြီးတော့သူရိုက်မဲ့အပေါက်ကိုကော်ဖာသွားမကြည့်ပါနဲ့ပတနာသွားကြည့်တာတို့အဲနားသွားကြည့်တာတို့ကယ်ရီယာသွားကြည့်တာတို့ဆိုတော့ Rules of Coffee ကပြည့်တယ်ဖြစ်ပါတယ်ဒါပေမဲ့တခြားကော်ဖာတွေသွားကြည့်ရင်ဒါချင်းမို့ရသတ်မှတ်မှာဖြစ်ပါတယ်နောက်တစ်ရက်မကြည့်ပါဒါဆိုရင်တီကုံ area စီမင်းကိုလည်းတည်ထားမယ်တီကုံပေါ်မှာခုနကဆောင်ရံဆောင်ရံလေးလည်းတည်ထားမယ်ဆိုရင်ဒီကောပေါ်မှာဘယ်လိုလုပ်ရမလဲ ီကုန်ကုန်မှာမလိုက်နာမလဲဆိုတာဒီသွားပြီးဖြစ်ပါတယ်။အဲ fairway တဲ့ general area တဲ့ penalty area နဲ့ရောက်ပြီးဆိုရင်လည်းစတီအဖြစ်ကိုရိုက်ခဲ့တဲ့ကိုရိုက်ချက်တောင်ဖြစ်သွားတဲ့မြက်ဖက်လန်သွားတာတွေဓာတ်တွေကိုပြန်ပြင်ပေးခဲ့ပါ၊ကွင်းကိုစောင့်ရှောက်ပါ။ဒီကွင်းတစ်ကွင်းလုံးကိုစောင့်ရှောက်မဲ့တောင်ဒီကိုတောင်ဖြစ်ပါဒါမှသာကိုကကွင်းကောင်းကောင်းနဲ့တန်တဲ့ကစားသမားတယောက်ဖြစ်လာမှာပါ။ကွင်းကတော့အရင်ကောင်းတယ်ဗျာ။ကိုကကောင်းကွင်းထဲမှာအမိုက်တွေပြစ်ချမယ်။ ကိုကြောင့်ကိုင်းပျက်စီးယူရင်းသွားမယ်ဆိုရင်ဒါဒီဒီလိုကိုင်းကောင်းကောင်းနဲ့မတန်တဲ့ golfer တယောက်ဖြစ်လာမှာပါကိုင်းကိုဆောက်ရှောက်ဖို့တာဝန်ဒီ golfer မှာကျင့်ဝတ်စည်းကမ်းအရာလူဆော့ကောအရာတေချာတားမြစ်ထားတဲ့ကိစ္စဖြစ်ပါတယ်တေချာမှားချထားတဲ့ဖြစ်ပါတယ်ကောင်းကင်ကမှာအမှိုက်ပြချတဲ့ golfer တွေတွေ့ပါတယ်ကိုင်းတလူတွေတလူပြထွေးတဲ့ golfer တွေတွေ့ပါတယ်ဆလစ်တူတွေတွေ့ကြပြချတဲ့ golfer တွေတွေ့ဘူးပါတယ်အင်မတန်အစ်စ်နိုင်တဲ့ golfer တွေဖြစ်ပါတယ်ဒီလို golfer တယောက်ကို တခြား coffee တယောက်ကမြင်ရင်ပြောတော့မပြောပါဘူးဒါပေမဲ့ဒီ coffee ကတော်တော်အဆင့်နှိမ့်တယ်လို့ခေါင်းထဲမှာအတော်ပါဒီလက်တိထားဖို့လိုပါတယ်အဲ့ဒါလေးဆောင်ရွက်ရှောင်ရွက်ဖြစ်ပါဘူးကိုယ်ဆောင်ရွက်ပါမယ်ဘန်ကာရဲရောက်ရင်ဘန်ကာချစ်လေးတွေချစ်ခဲ့ရပါမယ်ဒီများရိုက်နေတဲ့အချိန်မှာလှုပ်ရှားမှုမပြုတ်တဲ့ညင်ပြီးစောင့်ပေးတာသူများရိုက်ဖို့အချက်ကိုစောင့်ပေးတာဒါရင်ဒီရိုက်ချက်ကောင်းတာမကောင်းတာတွေပူပြီးတော့စိတ်တက်အဆင့်တန်းနဲ့ဆိုင်ပါတယ်လက်ရည်လည်းကောင်းမယ်စိတ်တက်လည်းကောင်းမယ် စီမင်းစီကံလည်းလိုက်နာတယ်ချင်းဖို့လည်းလိုက်နာတယ်ဆိုရင်ဒီကော်ဖာဟာရရပြည့်စုံတဲ့ကော်ဖာတောင်ဖြစ်လာမှာပါဂရိဘော်မှာလည်းအလားတူပဲတခြားလူပတ်တင်ပတ်နေတဲ့အချိန်မှာလှုပ်ရှားမှုမလုပ်တာတို့နောက်တရေမနေပေးတာတို့ကိုယ့်ရဲ့ဘောမတ်ပစ်မတ်တီကိုပြင်ပေးခဲ့တာတို့စသည့်အဖြစ်ကိုယ့်ကိုစောင့်ရှောက်ပြီးတော့ကစားကြရင်ဒီကစားပွဲကြီးဟာပြောစရာကောင်းတဲ့ daily round တော့မဟုတ် tournament တစ်ခုဖြစ်လာမှာပါ နောက်ဆုံးပွဲတစ်ခုပြီးပြီဆိုရင်တယောက်နဲ့တယောက်နှုတ်ဆက်ကြတဲ့အခါမှာဟိုးထုတ်လေးချွတ်ပြီးတော့နှုတ်ဆက်ခြင်းကလည်းကော်ဖီရိုးရကြီးခြေကိုဖြစ်ပါတယ်တယောက်ကိုတယောက်လေးစားတယ်တယောက်ကိုတယောက်ချစ်ခင်တယ်ဒါကိုပြဖို့အတွက်ကိုနှုတ်ဆက်ဖို့လိုပါတယ်ကျွန်တော်မြန်မာကော်ဖီအများစုကနှုတ်ဆက်တဲ့ရည်ကြီးမှုအင်မတန်အားနည်းပါတယ်မွေးထွေးစွာပြူမာစွာချစ်ခင်စွာလေးစားစွာနှုတ်ဆက်တတ်တဲ့အချင်းအမြဲတမ်းနေပါလေ ဒါလေးကိုပြင်ဖို့လိုပါတယ်ခင်ဗျာ။ကောက်ပြိုင်ပွဲပြီးသွားပြီဆိုတဲ့အချိန်မှာ head off ဆိုတဲ့အထုပ်ချုပ်ပြီးတော့နှုတ်ဆက်တာဒီကိုယ့်ရဲ့ချစ်ခင်မှုလေးစားမှုဒီပြိုင်ပွဲအကြောင်းသူတို့ဘောဖာရီအကြောင်းပျော်ရွှင်ခဲ့ရမှုကိုပြတ်သားတဲ့ကိုယ့်ရဲ့မြစ်တာလေးဖြစ်ပါတယ်။အဲလိုပဲ carry လေးတွေလည်းနှုတ်ဆက်ပါအားလုံးနှုတ်ဆက်ပြီးတော့မှ channel လုံးလမ်းခွဲကြပါ။ထူးမှကြပါတယ်။ကောက်ပြန်ွေးကစားပြီးပြီဆိုရင်အထုတ်ချွတ်ပါဒါကောက်ပြန်ရင်ကျေးမှုပါအထုတ်ချွတ်ပါ လက်ဆွဲနှုတ်ဆက်ပါလေးလေးဆဆနဲ့ကျေးဇူးတင်အောင်ပြောပါအဲကိုရိုက်ချက်ကောင်းကောင်းသွားပြီဆိုရင်လည်းတချို့လူတွေကချီးကျူးကြတယ်ဟာအရင်ကောင်းတာပဲဘုထုတ်ကလေးချုပ်ပြီးတော့ကျေးဇူးတင်ပါတယ်ဒါဒီကော်ဖီရှင်ကျေးမှုပါဒါတွေကိုတိထားမယ်ဆိုရင်တော့အချမ်းအားဖြင့်တော့ခေါင်းဝင်ထဲမှာတူတူတန်တန်ကစားနိုင်မှာပါခင်ဗျာဘယ်သူနဲ့မဆိုကစားနိုင်တဲ့နေထားရောက်လာမှာပါဒါမဲ့ဒါဒီအချမ်းမြင့်မရှိပါလေမိမိကိုယ်တိုင်လေ့လာဖို့လိုပါတယ် အတိကအရေးကြီးဆုံးဒီတယောက်ကိုတယောက်ဒေးစားဖို့ respect ရှိဖို့ရည်ကြီးပါတယ်ကိုယ်ထက်နေတာပဲဆိုတော့ carry ကိုမှ respect မရှိတဲ့အချက်မျိုးမျိုးအချက်ကိုရည်ကြီးပါတယ် carry ကလည်းဆရာကို respect ရှိတယ်ဆရာကလည်း carry ကိုက respect ရှိပါ golfer အချင်းချင်းလည်း respect ရှိပါဒါဆိုရင်အားလုံးကြည့်တယ်ပေါ့ပါပါကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆုံကြမယ်